ယ်ပန်ဆယ်လိုတော့ကလည်းကျမပြောတယ်2020မှာလားမသိဘူးကျမတင်ဘူးတယ်ကျမတိတော့ကဘန်းခံတာပါဝါရထင်မှာကျမတင်ဘူးကလည်းရှိတယ်ပန်ဆယ်လိုကကလင်ကချင်းမပန်ဆယ်လိုစပြီးရောအဲ့လိုမျိုးဖြစ်တယ်ဆိုတဲ့ live stream နေတယ်ဆိုကျမသိတယ်ပန်ဆယ်လိုအဲ့နာမှာတော့ပောင်းနေတယ်ဆိုတဲ့သိတယ်ပန်ဆယ်လိုပန်ဆယ်လိုကကလင်ကချင်းမမယုံဖို့အပြည်သူတွေကိုကျမပြောတယ်ပန်ဆယ်လိုကနိုင်ငံရေးသမားလည်းမဟုတ်တော်လိုင်းရေးသမားလည်းမဟုတ် NND ကလည်းမဟုတ်ဘူးဘယ်နေရာမှမဟုတ်ဘူး မိုးဟင်းရဲ့မရင်ငယ်မိုးဟင်းစားတိုင်းမှာပတ်စံနဲ့ဒလ၄ဆောင်းရဲ့လားမသိဘူးအလုပ်လုပ်ပြီးတော့မတော်ဆုနာကိုအတင်းပြေးကတ်ပြီးတော့တော်ဆုနဲ့တပုံလေးရိုက်နော်ကိုရဲတို့တွေအတင်းကိုရဲကိုရဲကံကိုရဲဆိုပြီးအတင်းဝင်ကတ်ကွီးဖြိုးတွေလှုပ်ဟမ်လှုပ်ပြီးလို့ရှိရင်အတင်းမရမကတွေနာမည်ကြီးအောင်လှုပ်ပြီးတော့လူတွေကသိရင်မတော်ဆုကြီးနဲ့ရောက်လို့ရှိရင်လူတွေကအော်တိုထင်ကြီးပြီးသားအခုလေပါဆယ်လိုတွေမဟုတ်ဘူးတော့အဆုကြီးနောက်ရောက်တော့လည်းအလူပညာတဲ့သမားတွေပဲအခုတတိယနိုင်ငံတော်ကိုသွားပြီးတော့အခုအိမ်တွေဝယ်ကားတွေဝယ်တာ190ဒေါ်လာရင်းသမားပဲသူချမ်းသာတာတွေ့လို့လေ မြခွန်ဆက်ဒေါ်လာရင်းသမားဘယ်သူချမ်းသာဘယ်သူမှမချမ်းသာဘူးဒီလိုလုံးနဲ့ပတ်ချလဲနဲ့ဒေါ်လာရင်းတော့ကိုဖြည့်တင်းပြီးတော့လုပ်နေရတာပဲအီယာအိုအီယာအိုမြခွန်ဆက်ဒေါ်လာရင်းသမားတွေဒီအီယာအိုတက်ရင်ဒေါ်လာရင်းတက်တယ်ဘယ်သူကတိုင်းနဲ့တက်တယ်ဘယ်သူကအလူခံလို့လဲဘယ်သူကအလူမခံဘူးဒီຫນွေဦးဒေါ်လာရင်းကိုလာပေါ်လာကမှပဲတစ်သေးတစ်ခိုးပေါင်းစုံလူလိန်ပေါင်းစုံပေါ်လာတာဒေါ်သာသူကြီးနားကလာလူမများအကုန်တစ်ခိုးကြီးပဲဟင်အဲ့ပတ်စလို့တခိုးမှအဲ့ပတ်စလို့ကနိုင်ငံရေးသမားအစ်အမှန်ဖြစ်မှာတော့ဒေါအောင်ဆန်းစုကြည်ကိုဖမ်းတဲ့အချိန်မှာတပြိုင်တည်းသူ့ကိုဖမ်းတော့မှာပေါ့ ဟမ်အဲ့မှာတကယ်အေးပါတဲ့တွေဖမ်းသွားတာမဟုတ်ဘူးတကယ်ငွေသားဆက်စီတွေကိုဖမ်းသွားတာမဟုတ်ဘူးလားအဲသူကအဲ့လာကိုသူ့ကိုသူ့လေသူ့လိန်စားဖို့တက်ကိုသူ့အတွက်အခွင့်ကောင်းလေသူ့တက်ခွင့်ကောင်းဆိုတော့သူကအမလီတနေရနေပြီဆိုလိုက်ပြလွင့်ပြီးတော့အင်ယိုစတက်ကဝမ်းထားပါတယ်အင်ယိုစတက်ကဝမ်းထားပါတယ်အမလီလာဖန်အသိဉာဏ်မရှိတဲ့ပြည်သူတွေသူ့ကိုထင်ကြီးအောင်ဆိုလှုပ်ပြတာအဲ့ကြလို့ရှိရင်အသိဉာဏ်အုံတော့မရှိတဲ့ပြည်သူတွေဟာပါဆဲလို့ပန်းဆဲလို့ဆိုပြီးအကောင်ကထောက်ကထောက်ခံကြမယ်လေအဲအဲ့လိုပုံစံမျိုးတွေလှုပ်ပြီးတော့လိန်စားသွားတာ အကြီးအကျယ်လိန်စားရတယ်။နည်းနည်းသေးသေးလေးလိန်စားတာမဟုတ်ဘူး။ပြည်သူကအုံတော့မတုံးတာဒီကောင်မတခိုးမကလင်ကြီးမဆိုတော့ပြည်သူကအုံတော့မတုံးတာ။ဒါပေမဲ့အဲ့ကောင်မကလင်ကြီးမတခိုးမဆိုစတားစတုံးလို့လည်းပြောတယ်လိုက်မှာနော်။ဘာရမမဟုတ်ဘူး။ဘာကောင်မမမဟုတ်ဘူးဆိုတာကိုလည်းပြောတယ်။ဒါပေမဲ့ဒီကောင်မကပြည်သူပတ်စံကိုစားပြီးလို့ရှိရင် तू ကတကယ်တကယ်အကောင်နေစကားတကယ်အမှန်ကန်စကားအမှန်ကန်ပြောတဲ့ကောင်လေးဆိုတင်ဒီကောင်မဗလိန်းတာဗလိန်းတာဒီကောင်မဗလိန်းတာဆဲတာပေါ်တင်ဆဲတာဗလိန်းဆောက်ချက်မရှိသူကဆဲတာဆဲတာ ဟမ်အဲ့လိုမျိုးလောက်တာဒီကောင်မဖာတယ်မဟမ်ဖာတယ်မတခိုးမကလင်ငီချင်းမဟမ်သူ့ကိုသူပဲလူမှန်လူလိုမျိုးဟမ်ဖေလိုမတခိုးမလာခဲ့မြက်ခွက်ကိုစပန်းနဲ့ပို့ပေးမယ်လာခဲ့ရင်မဆေးစပန်းနဲ့ပို့ပေးရင်မဆေးဦးရင်မဆေးပဲစောင့်နေပေးမယ်လာခဲ့လားဖေလိုမဟမ်တရောင်းသားမဟမ်ဟမ်ပါဆယ်လိုအုံဒီမရဟမ်ဟဲ့အုံဒီမရငင်ငောက်မမိသေးလားဟမ်စောက်ကောင်မအရတမဟမ် စရိုက်မနင်ကအရင်ကစရိုက်ဆိုးတာအရင်ကငါတို့ကစရိုက်ဆိုးလေအေးအခုကနင်ကစရိုက်ဆိုးသွားပြီနင်ကိုစပတ်နဲ့လည်းပို့ပေးရမယ်နင်တမျိုးလုံးဆွေလုံးပို့မယ်ဟာနင်ဖေရောနင်အမေရောနင်ဆွေမျိုးတစ်ပြုံးလုံးပို့မယ်ဘာလို့နင်တို့နိုင်ငံတော်လိမ်လည်မှုပြည်သူ့လိမ်လည်မှုမြန်မာတော်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေရဲ့လိမ်လည်မှုပြည်ပမှာအလုပ်လုပ်စားနေတဲ့ပြည်သူတွေကိုလိမ်လည်တဲ့အမှုနဲ့နင်စပတ်နဲ့ပို့ရင်တော့မတိုင်အောင်နေတော့ကအစပနဲ့ပို့ရင်တော့မတားဘူးဘသူစပနဲ့ပေးဖို့ကလည်းအဲမျိုးတမိသားစုလို့ပါဆယ်လို့ဆိုလို့မိသားစုတစ်စုလုံးအဲလူတွေမှတစ်ခုမှဟမ် အဲ့လောက်ပြီးသူတွေအထင်နေကြီးဟာလုတ်ပြတာလုတ်ပြတာမလဲသူ့ကိုသူဝဲမလဲသူမသိရင်နိုင်ငံရေးသမားကြီးတော်လိုင်းရေးသမားကြီးသူ့အရင်ဝိုင်းထားတယ်ပေါ့မလီနင်းအရာရေးပါရောက်မနောက်ခါလာထားမှာပေါ့ဖေလို့မရဲ့ဟမ်လင်းစားပြီးကြံခံပြီးအဲ့မှာတည်းကကိုင်းစင်နေတာစတော့ကောင်းမှအရသမားဖာတယ်မဟမ်ဖေလို့မအောင်ဒီမရဟမ်စတော့ကောင်းမှပြမိလာကောဌာနာပေါ့တရားဝင်တော့မဟုတ်ပါဘူးဒါပေမဲ့လေဟိုမြန်မာနိုင်ငံမှာစူပူမှုကိုပဲ စူပူမှုကိုပဲတွားစေမြန်မာလူမျိုးတွေကောင်းလာမှာမြန်မာနိုင်ငံကြီးငြင်းချမ်းလာမှာအရန်ကြောက်နေတဲ့တင်ဌာနပေါ့နော်သူတို့လည်း like တွေ follow တွေတော်တော်များတယ် page ကအကြီးကြီးပေါ့နော် YouTube မှာလည်းရှိနေတဲ့အတွက်ကျွန်မဒီဟာကိုပြောပြအောင်ဒီရွှေဝါရောင်တော်လေး၁၈နှစ်ပြည့်ဆိုပြီးပြီးသားဟာပေါ့အဲ့မှာပါဝင်နေဖုံဖုံပေါ့အခုတော့အသက်50ကျော်လောက်ပဲရှိနေတယ်အဲ့ဖုံဖုံတော့ interview မေးတဲ့ပုံစံမျိုးနဲ့တင်ဆက်ထားတာပေါ့နော်ဘာဖြစ်လို့လဲဆိုအဲ့မှာတရင်တော့တယောက်အဲ့တော့ကပြစ်ခံရတယ်ပေါ့ပြစ် သူကတရင်ယူတာ ਉਹ အရေးခင်းကြားထဲမှာတရင်ယူတဲ့အတွက်လုံခြုံရေးရဖြစ်ချင်းပြစ်ခံရတာလည်းရှိမယ်အဲ့လိုမျိုးမတော်တဆပြစ်ခံရတာဆိုဂျားထဲမှာထဲထဲဝင်ဝင်လုံနေတဲ့အဲ့ဖြစ်တာပေါ့နော်အဲ့ဒီဟိုဖြစ်တော့ကိစ္စတွေကိုပါဝင်တဲ့လူတွေတိကိနေပေါ့နော်ကျမပပြန်ပြီးမပြောချင်အဲ့မှာသူတို့ကဘာကိုထိုးနှက်လဲဆိုဥခင်ကြီးပေါ့ဥခင်ကြီးကိုဥခင်ကြီးကအဲ့တော့ခေါင်းဆောင်ပြီးတော့အဲရဟန်းတွေကိုနှိမ်နှင်းခဲ့တယ်ပေါ့တရင်တော့ကိုပြစ်ခဲ့တယ်ဆိုရက် တာဂက်ကိုသူကသွားနေရပြောတဲ့ဟာအဲ့ခါကျကျမပြောချင်တယ်အခုကျန်းခိုင်ရေးတဲ့ပြီပါကျန်းခိုင်ရေးပါတီခေါင်းဆောင်ဖြစ်နေတယ်ဥခင်လည်းညိုးထိုး तू အဲ့ချိန်တုန်းက तू တာဝန်ယူထားတယ်သူ့ရဲ့ယာဒူးနဲ့တာဝန်အတွက် तू ကကြေပေါ်အောင်လုပ်ရမှာပဲလေလုံချုံရေးတာဝန်ယူထားတယ်လူလုံချုံရေးတာဝန်ယူရမှာအဲ့ဒီတရင်တော့ကိုပြစ်လိုက်တယ်ဘာညာအဲ့ဖုန်းကြီးအဲ့ဖုန်းကြီးကဘာဖြစ်ချင်နေကျမတို့ကကျမတို့ကလေဘယ်လောက်ထိကျမတို့ရဲ့အဲတာဘာသာတာသနာချစ်လဲဆိုရင် အတုဖြစ်နေရင်တော့ကျမကလှူတယ်။သူ့ငယ်ရဲနဲ့သူခံပါစေကိုနဲ့ဘာမှမဆိုင်ဘူးကိုလှူတာကိုရတယ်သူလိန်တဲ့ဟာသူအဲ့လိုထီသဘောထားကြီးရေနော်ဒါပေမဲ့အခုဖုံဖုံကိုကျမမေးချင်တယ်ဒီလား။ဘာဖြစ်ချင်နေရလဲ။ဘာဖြစ်စေချင်နေရလဲ။မြန်မာပြည်ဘာဖြစ်သွားစေချင်လို့ဒီလိုမျိုးအင်တာဗျူးကိုဖြေရတာလဲ။မေးတဲ့လူကဂျပန်နိုင်ငံလူ နိုင်ငံခြားမှာနေတဲ့လူတွေမြန်မာပြည်ကိုစူးစေးခြင်းပါပဲအခုကြံ့ခိုင်ရေးပါတီကအကြီးကြီးဖြစ်လာတယ်လွတ်တော်ဝင်တော့မယ်ဆိုတော့အခုဥခင်ကြီးကိုပေါ့လက်ညိုးထိုးဥခင်ကြီးကလှုပ်ခဲတာအဲဒီတော့ဥခင်ကြီးကရဟန်းတွေကိုတတ်ခဲ့အဲ့လိုတွေသွားနေနော်သူကလုံကြိုရေးတာဝန်ယူတဲ့ချိန်မှာတာဝန်ကိုကျေဖို့သာထပ်ဆောင်ရတယ်အခုကအဲ့ဒီຢာရူမဟုတ်တော့ဘူးကြံ့ခိုင်ရေးပါတီရဲ့အကြီးဆုံးဖြစ်နေတဲ့အတွက်လွတ်တော်တွေဝင်ကောင်းတာတွေလှုပ်ပေးမလားမလှုပ်ဘူးလားစောင့်ကြည့်လေ ဘာဖြစ်လို့မဝင်သေးတဲ့လူကိုကြောက်အားလက်အားတနိုင်ငံလုံးဖြစ်တဲ့အရေးခင်းကြီးပါဒီတယောက်ထဲကိုဘာကိစ္စနဲ့လက်ညှိုးထိုးပြီးတော့ဒီပါတီဒီပါတီအဲလိုကပါတီမဟုတ်သေးဘူးလေအခုကလက်ညှိုးထိုးနေရှင်တို့ဟာအရင်သိတာပါဘာဖြစ်စေချင်တာလဲနေချင်တာအဲ့ဒီဖြည့်တဲ့ဖုံဖုံကိုလည်းနေချင်ပါတယ်ဘာတွေဖြစ်စေချင်လို့လဲလူငယ်တော့၁၈နှစ်ကဟာအဟောင်းလို့ဘုရားဘာသာအမျိုးဘာသာသာသနာကွယ်ပြောင်းမှာဘာကြောင့်ဒီလောက်ကြောက်နေလဲကျွန်မနားမလဲဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ထဲမှာရှေ့ရရရရှင်လို့မြို့ပြည်သူများမင်္ဂလာပါခင်ဗျာခီးတို့တခုဒီနေ့ပဲရောက်ပြန်လာရပါတယ်အလုပ်များသွားရှိနေနေကြတဲ့ကကျွန်တော်ဆက်ချက်မြို့ပြည်သူများတိုင်းပြည်ရေးတွေ့နေမှုတင်ပြဖြစ်စုပြလိုက်ပါတယ်မြို့ပါသားဘာကြောင့်ဒီတော့တော့ပျောက်ပျောက်သွားမှာကိုစွရင်နေကြရတာလဲနော်ကဲယခုလက်ရှိကမ္ဘာခင်းချင်းကိုကြည့်အောင် UK မှာခရီးယန်ခရီးယန်ကို ကိုးကွယ်တဲ့နော်ခရီးယန်ဘာသာဝင်တွေကအစ္စလာမစ်ဘာနိုင်ငံတွေဖြစ်သွားမှာကို စွင့်ကြောက်ရွံ့လာကြပြီစွင့်ကြောက်လာကြပြီနော်ကမ္ဘာအနှံ့နှံ့မှာနော်အမေရိကန်လိုသမ္မတဒေါ်နယ်ထရန့်ရုရှားလိုသမ္မတပူတင်တရုတ်လိုသမ္မတရှီချင်းဖင်တရုတ်ဆိုရင်ဘူခါတွေပါမဝတ်ဖို့နော်ရောက်ကြလာမိမလာခွဲခြားလို့မရမှာဆိုလို့အဲတချို့နိုင်ငံတွေမှာလည်းကန့်သတ်ဖို့တွေထုတ်လာပြီပေါ့ဒါတဘူခါဝတ်ခြင်းအပြည့်အထက်ဟာအမျိုးသားလားအမျိုးသမီးလားဆိုတာကို public area မှာထင်းထင်းရှားရှားမမြင်နိုင်တဲ့အတွက်ပေါ့နော်အဲထုတ်ပြန်လာတာကြီးတွေ့ရတယ်လေ့လာကြည့်ပါအခုအနောက်နိုင်ငံတွေမှာเนาะအဲ့ဒီအမျိုးသားကြီးသမားတွေညီမဘီကเนาะရှာတော်ကြီးတွေခေါင်းဆောင်ကြီးတွေမျိုးသားကြီးသမားတွေလူချူပြီးမမြင်ခဲ့ကြလို့လူခွင့်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေဟုတ်လားတိုင်းဒေသသားတွေကိုလွတ်လွတ်စပယ်နေခွင့်ပေးခဲ့ကြလို့ဥက္ကဘာကြီးမှပြဿနာတက်နေပြီ။ အဲ့ဒီအစ္စလာမ်နိုင်ငံတွေကထွက်လာတဲ့သူတွေကိုလက်မခံမှုနဲ့ပြန်ပွင့်မှုတွေလုပ်နေကြပြီဥပဒေတွေထုတ်ပြန်နေကြပြီလွတ်တော်ထဲမှာပွတ်တိုက်နေကုန်ပြီဆွေးနွေးနေကုန်ပြီနမဘော်တွေမှာ ပြင်းထန်ကိုဆန္ဒတွေထုတ်ပေါ်နေကြပြီ UK တနိုင်ငံပဲကြည့်လိုက်ဆိုတော့မြို့ပါသာသာသနာဘာကြောင့်ပျောက်မှာကိုဒီလောက်ဆွေးနေရတာဖြည့်ပေးရည်အသိဉာဏ်ပညာအမြော်မြင်ကြီးရဲ့ချလို့ဒီလိုရှာတော့ဖျားကြီးတို့အင်းစင်ရွာမှာရှာတော့ဖျားကြီးတို့ဇွဲခွင်ရှာတော့ဖျားကြီးတို့နော် ဒီလိုဥဆောင်ပြီးတော့လုပ်ခဲ့ကြတယ်လို့ကျွန်တော်ဆက်ချစ်ကပြင်။ဒါကိုဒေါ်စုဟာနိုင်ငံရေးအာဏာရဖို့သို့မဟုတ်အာဏာယူခြင်းလို့သို့မဟုတ်မြို့မသားသာသနာကိုတံပိုးထားမတတ်လို့သို့မဟုတ်အိုက်ပြည်နယ်လူမျိုးကိုချစ်လို့ဘာဘာသာဆိုတဲ့သို့မဟုတ်969ဆိုတဲ့အဖွဲ့အစည်းကြီးသူ့လက်ထက်မှာဖျက်သိမ်းခဲ့တယ်မတရားအသိပြုကြီးညာပြီးတော့မျိုးဆောင်ဥတွေကိုဖျက်သိမ်းခဲ့တာဖြစ်တယ်။စပိုင်။ဒါမှမဟုတ်ကျွန်တော်ဆရာချစ်က လောင်လာမဲ့အနာဂတ်အနည်း20ကိုညွှန်ပြီးတော့ဘုသူခိုင်းစီကျမမှာပါပဲနဲ့ပုရသန္တနာဒုက္ခအတင်းကြီးဝီဇုဥနုလက်ထက်ကအတင်းကြီးကိုကိုယ့်ရဲ့ရွေချက်တွေနဲ့ပေါင်းဆက်ပြီးတော့ဒီနှစ်အတွက်မှာများမကြာမီမှာနိုင်ငံတော်အစ်အမှတ်ပုံတင်တော့မှာဖြစ်ပါကြောင်းတနင်္ဂနွေမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များကျွန်တော်ဆရာကြီးနဲ့အတူပူးပေါင်းကြိုးစားပြီးတော့ကမ္ဘာတိဗုဒ္ဓရဲ့တရားတွေကမ္ဘာလူသားတွေနာချခွင့်ရပြီးတော့ငြိမ်းချမ်းဖို့အတွက်ဘယ်လိုကြိုးစားကြပါစို့လဲဦးဇခိုင်နေတဲ့မှာစစ်ပြတ်မှုဖြစ်တဲ့ခါမှာတော်တော်များများသည်ညီမကို လုံကြုံအေးကြတဲ့နေရာပျောင်းရွှေ့ကြတော့အဲ့တော့မူလတသိန်းရှိတဲ့သားပါတော့မေဆန္ဒရှင်များဒီ7000လောက်ကရန်ကုန်ကိုပြောင်းသွားပြီ2000ပဲနေပေးပါရှိတော့ပေါ့အဲ့ဒီ2000ဒီဘလို့ပြန့်ကျင်းနေတယ်လေဆိုတာကျွန်တော်တို့ရှားတိုင်းနေမှာရှိတယ်ရရှင်လို့မိဘပြည်တည်းများမင်္ဂလာပါခင်ဗျာမင်္ဂလာပါပြောတိုင်းယုံကြည်ရမ်းပြီးပြောတိုင်းเนาะပြောတိုင်းရမ်းပြီးယုံကြည်ယူအေးအေးကိုလူတိုင်းက sorry ရခိုင်ပြည်သူလူထုအားလုံးကထောက်ခံနေတယ်ဆိုတာမှန်ရင်လားတသိန်းရှိတဲ့နေရာမှာ8000ကဘာကြောင့်ရန်ကုန်ဘက်ကို ပြောင်းသွားတာလဲဘာကြောင့်ရန်ကုန်ဘက်မှာဆက်ပြီးတော့မနေတာလဲအေးအေးထိန်းချုပ်ထားတဲ့နေမီဒီမှာဘာကြောင့်မနေရတာလဲအေးအေးကိုထောက်ခံနေဆိုရင်အေးအေးကိုအေးထိန်းချုပ်ထားတဲ့နေမီမှာနေရမှာမဟုတ်ဘူးလားဘာကြောင့်စမှုထံဥပဒေကိုเนาะ တက်မတော်ကထုတ်တဲ့ခါတော့အာနာရှင်စနစ်လို့ပြောပြီးတော့သူတို့ကြတော့ဘာကြောင့်စိမှုတံဥပဒေကိုနိုင်ငံသည့်ကဘာသည့်ထက်မှန်ထုတ်ရတာလေဒါကိုခြုံငုံမိကျွန်တော်တို့ကတွေးလိုက်တဲ့ခါကျရင်ရခိုင်ပြည်သူလူထုတည်ရလုံးဟာအေးအေးကိုထုံမျက်နှာပြောသလိုနော်ရခိုင်လူထုတည်ရလုံးကထောက်ခံနေဆိုတာမဟုတ်ဘူးတဟာကိုထုံမျက်နှာအရင်နဲ့လင်းညာထေသားခြင်းပဲဖြစ်တယ်လက်နဲ့မိုးပြီးတော့ပြောခိုင်းခြင်းပဲဖြစ်တယ်လို့ကျွန်တော်ထင်ရှိရှိအေးကိုထောက်ခံရင် ကိုထွန်းမြနိုင်ကိုထောက်ခံရင်ကိုထွန်းမြနိုင်လက်တော်သိမ့်ပိုက်ထားတဲ့နေမီမှာရခိုင်လူမျိုးတွေရှိမှာဖြစ်တယ်။မသိရနေတဲ့နေမီမှာလည်းပဲနော်အတက်နိုင်ဆုံးရှင်သန်ပြီးခင်ကြမှာဖြစ်တယ်။သူတို့ကိုဆက်ပြီးတော့အားပေးကြမှာ။သူအခုတော့ဟုတ်လား။အေးထင်းသင်းလာတဲ့နေမီတွေမှာလည်းမရှိဘူး။မနေရှင်ရဘူး။ဟာလို့။ဟုတ်လားလူငယ်တွေထွက်ပြေးကြတယ်ပါလို့။ နောက်တဲ့ပြဿနာဖြစ်နိုင်တဲ့နေရာတွေမှာလည်းမရှိဘူးမနေကြဘူးအသိမ်းမှာ၈000လောက်ကရွှေ့ပြောင်းသွားကြတယ်ဒါကိုတွေးကြည့်ချင်ပါပြီနော်ကိုထွက်မြတ်နိုင်ကျွန်တော်ဆရာချစ်ကိုငပေါလို့မထင်ပါနဲ့နော်ဒီမှာပြီမှာရှိတဲ့လူတိုင်းကိုငပေါလို့မထင်ပါနဲ့ဟုတ်လားလက်နဲ့မိုးပြီးတော့အတင်းထောက်ခံခိုင်းတဲ့လုပ်ရည်တည်လူတို့ကိုလိန်ညာလေဖျားတဲ့လုပ်ရည်တည်အမှန်ကိုအမှန်တိုင်းမချပြတဲ့လုပ်ရည်တည်ရတန်းကရက်ပြီ တစားကန်းရှောင်းရမ်းနေမှာလို့ကျွန်တော်ဆရာချစ်ကဒီဖိုင်လေးကို ထောက်ပြီးရန်ရှင်လို့ပြပါပြီဒီမှာအတွေ့ခွန်မြင့်တက်တပတ်ကစစ်တပ်ကိုအာနာရှင်လို့ပြောကြပြီမြင်အီအီကအာနာရှင်စံနေသလားမစံနေဘူးလားအီအီကိုရခိုင်လူထုတည့်လုံးကထောက်ခံတာမထောက်ခံဘူးဆိုတိုင်းပြည်ကြီးရင်းနဲ့ပြီးတော့ပေါ်ပေါက်လာမဲ့ဗုဒ္ဓသာသာနှုတ်ခါတင်းကြီးနဲ့ဥပေါင်းကငင်းချမ်းဘုတ်တိုးတက်ဖို့အာနာတော်ကြီးကဘာတိလွန်နိုင်ဘူးပြင်ဆင်ထားကြပါစို့လို့မျိုးစုံပြလိုက်ပြီ